နောက်တူအမေကွန်လေးပေါ့အကုန်ခက်ဒီကျွန်တော်တို့ဒီမှာခက်စားနေတာပေါ့အဆူပြိုင်ပွဲတွေအကြောင်းပေါ့ဟုတ်တော်တော်များများကဒီနှစ်ဖက်ညင်းကြတယ်ပေါ့ဒီအဆူပြိုင်ပွဲတွေဒီလမ်းမနေတယ်တချို့ကကြတော့ဒီအဆူပြိုင်ပွဲတွေဒီကောင်းတယ်ကောင်းတယ်မကောင်းဘူးပေါ့ဆိုတော့အဲ့ဒါတော့ထားပါတော့ကျွန်တော်ကဟိုကိုမော်ရဲစားအမြင်လေးကိုပဲသိချင်တာကဒီအဆူပြိုင်ပွဲတွေကနေပြီးတော့နေပြီးတော့ဘယ်လောက်ထိဆိုတော့တယောက်ကဘယ်လောက်အတိုင်းတာအောင်မြင်လာနိုင်လဲမအောင်မြင်လာနိုင်လဲသူကတကယ်အောင်မြင်တာလား သူမအောင်မြင်တာလားဒီနောက်ပြီးတော့တခုကအရေးကြီးဆုံးတခုကကိုမရာဇာအမြင်ကိုမေ့နေတာအဆိုသည်အမှုပညာသည်ပြိုင်ဆိုင်မို့လားအဲ့ဒါလေးသိကြပါလားဒီတော့ဆိုမိကုန်းကိုစပြီးဖြေရမယ်ဆိုရင်တော့ကိုခံယူထားတာပေါ့သူများတွေမသိဘူးเนาะဒါကိုတို့အကြောင်းပြောကြတာဆိုတော့ကိုခံယူထားတာတော့ဥပညာဆိုတော့ပြန်ဆိုင်စရာကိစ္စမဟုတ်ဘူးလို့ကိုမြင်တယ်အဲ့လိုလဲခံယူထားတယ်ဘာကြောင့်လဲဥပညာဆိုတော့ဟိုပြန်ဆိုင်စရာကိစ္စမဟုတ်ဘာကြောင့်လဲဆိုတော့ဟို လူတွေအသက်ရှူပုံချင်းမတူဘူးမွေးဖွားပုံချင်းတွေမတူဘူးရက်တီပုံချင်းတွေမတူဘူးနော်အသက်ရှူတာတော့ကွဲပြားတယ်ဆိုရင်ကလုံးသားတွေကခံစားမှုနဲ့ဖြစ်လာတဲ့ဖန်တီးမှုတွေကမတူနိုင်ဘူးဒါကိုရှင်းပြမယ်ဆိုရင်ဒါကမှားရွံ့တဲ့လောရက်တစ်ခုလို့တော့အကိုပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ဥပမာပြောပြမယ်။ဟိုတမိုင်းချောင်းလေးတစ်ခုပေါ့။နော်ဟိုကိုစိတ်တာကကိုငှက်လေတအားကြိုက်ခဲ့ဘူးလေဆိုတော့အဲ့ဒီချောင်းလေးပြန်ပြောပြမယ်။ဟုတ်ကဲ့။ဟို ကိုခန့်ဆိုတာဘာမှပြင်မှာအလွန်မတန်ဟိုလေးစားစရာကောင်းတယ်လို့ချီးမြှောက်စရာကောင်းတဲ့ကိုတို့အလွန်မတန်အားကျခဲ့ရတဲ့နော်ကိုထူရင်တင်ပေါ့နော်သူနဲ့ကိုနေကအကောအဆောတော်မှဖြစ်ခင်လမ်းဘေးမှာနေကြတဲ့ကသူနဲ့အတူတူနေဘူးတဲ့ဟုတ်ကဲ့ငငင်းလေးလုံးလာမှာသူတို့နဲ့အတူတူနေခဲ့ဘူးတဲ့ရဲသွင်းလို့ပေါ့လေသူတို့နေတဲ့ချိန်မှာကိုကချက်တိလေးပေါ့အဲ့တော့ဒီပုံမကရဘေးထွက်ဖို့အတွက်စူးစမ်းနေတဲ့ကာလာလေးတစ်ခုမှာအဲ့လိုစူးစမ်းနေတဲ့ချိန်မှာကိုခန့်ကတော့ရမ်းနာမည်ကြီးနေတာပေါ့နော်နာမည်ကြီးတဲ့ချိန်မှာအဲဒီတော့ကတော့ ဒီနှင်းစီလိုင်းအုပ်စုပေါ့အဲ့ဒီမှာဥဇော်တက်ဥဇော်တက်ပေါ့ဥဇော်တက်တို့ပေါ့ကိုဇော်တက်ပေါ့နော်ဒီဒီစကားကကိုဇော်တက်ကိုပုတ်ခတ်တယ်လည်းမဟုတ်ဆော်ခတ်တယ်လည်းမဟုတ်ကိုဇော်တက်ကိုအထိလေးစားပါတယ်အခုဒီချစ်ပါတယ်ကိုယ့်ရဲ့ဆရာပါပဲနော်လက်ဦးဆရာပါပဲထားလိုက်တော့ဒါပေမဲ့တမိုင်းချောင်းဆိုတာချန်လှထားလို့မရဘူးအဲ့ကာလာဖြစ်ခဲ့တဲ့ဖြစ်ပျက်လေးပြန်ပြောပြမယ်ဘာလဲဆိုတော့အဲ့ကာလာမှာကိုမြတ်ကသူကအဲ့ကာလာမှာတော်တော်ထူးချွန်တဲ့အမှုပညာရှင်ဆိုတော့သူကနတ်ဘုရားဆင်းလို့ရှိရလို့ထင်တယ် သူ့ဘက်ကထွက်ကြလာလေလို့ရှိရင်ဟာမိုက်တယ်ကွာဒီအစိုးရမိုက်တယ်လို့အစိုးရတစ်တယောက်ကမိုက်တယ်လို့ပြောလို့ရှိရင်သူ့ကိုထုတ်ပေးမယ်ပရိုဂျူဆာကလက်မကျင်းအောင်ရစီမိထုတ်ပေးတာအဲ့လိုမျိုးလေဆိုတဲ့ခါမှာ तू ကအဲ့လောက်ထိကို तू ကခံရတယ်အဲ့တော့အဲ့အချိန်မှာကိုကလည်းအတူတူနေကြတဲ့ခါကျတော့ဒါမဲ့ဟိုဒီလိုပေါ့ तू ကသူနေကိုကကိုနေပါပဲလေသို့တော်လည်းကိုကဆက်ပြီးတော့ဒီပိုးမဂရက်ဖစ်ကိုထွက်ပြီးဆက်ပြီးတော့ဖြန့်ဖို့ပတ်စံမရှိတဲ့အချိန်မှာကိုယ်စားတဲ့ကိုပြောတယ်ကိုယ်စားတဲ့ကျွန်တော်ခွေလေးကို ထွက်ပေးပါကျွန်တော်ကုန်ကြတာလည်းအကူသိတယ်တပြားမှမပေးနဲ့ကျွန်တော်ထွက်ပြင်တော်ပြီကျွန်တော်သရှင်းဆိုကြင်တာတပြားမှမပေးနဲ့အကူမြန်အကုန်ယူသူ့လကားပေးခဲ့ဘူးလေဒါပေမဲ့သူကသူ့မှာလည်းအခက်အခဲတွေရှိပါလိမ့်မယ်သူ့မှာသူ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 ဖြတ်တန်းမှုမှာအဲ့မှာသူဘာပြောလဲဆိုတော့မင်းနဲ့မင်းငှက်ကြီးကိုဖွင့်ပြပေးပြီလားဖွင့်ပြခိုင်းပေးပြီလားဖွင့်ပြပေးပြီလားဆိုတော့ကျွန်တော် ဖွင့်ပြတယ်တော့ကျွန်တော်ဖွင့်ပြလိုက်ပါမယ်လို့ဆိုတော့အဲ့ဒါကိုသူ့ကိုငှက်အခန်းလေးအဲ့ကိုငှက်အခန်းလေးကဝင်သွားပြီးတော့ကက်ဆက်ကလေးလေကိုငှက်လို့ကျွန်တော်ခွေလေးနားထောင်ပေးပါလို့ဆိုပြီးကိုအဲ့သူ့ဖွင့်တဲ့အဲ့ဒါကိုကက်ဆက်လေးတော့ပွဲမဂရဖစ်အခုစီထားတဲ့အစားဆုံးလေးဖွင့်ပြီးသူ့ဖွင့်ပြလိုက်တယ်စကားဘုတ်ပါတစ်ချင်းစကားဘုတ်လုံးပြီးသွားတဲ့အချိန်မှာမျောလင်းတော့သူဘာပြောမလဲပေါ့သူစကားတစ်ခွန်းအောင်ပြောခဲ့ကိုဟုတ်ဟာ နဲ့ကြည့်လိုက်ပြီးတော့ဟောကလည်းဘာမှမပြောဘူးတို့ဟာနဲ့ဒါလည်းကိုကကျွန်တော်သွားတော့မယ်နော်ဆိုတာခွေလေးပြန်ထုတ်ပြီးဟောဘူးကိုကလည်းဘာမှမမေးဘူးတို့မမေးတော့ဘွာမမေးတော့ဘူးဆိုတော့ကိုသူတို့ကအရန်ပါဝါကြည့်တော့ကိုမမေးရဘူးလေအဲ့တော့ဟာငါဘာမှမပြောဘူးလို့ဆိုအားနဲ့ကိုဒမ်းမနေလိုက်တော့ဘောလေအဲ့အချိန်မှာကိုတို့တက်ထပ်မိတယ်ဟဲ့မင်းဖွင့်ပြပြီးပြီလားကွာလဲဆိုတော့ကျွန်တော်ဖွင့်ပြပြီးပြီလို့ဘာပြောလဲတဲ့ကျွန်တော်ဘာမှမပြောဘူး တေးတယ်မင်းကိုမျက်ကြည့်ကဘာမှမပြောဘူးဆိုတဲ့ကွာမင်းကိုမင်းသိဖို့ကောင်းတယ်တဲ့မင်းအခြေအနေမင်းသိဖို့ကောင်းတယ်ဆိုတော့ဟာအဲ့မှာမောင်နှက်ကိုကိုကလည်းဘေးမဲ့ဖြစ်ရမလို့လို့သိရမလားတခုခုလှုပ်ပြီးပဲတခုခုပြောလို့လုံးဝမဖြစ်နေတယ်အဲ့အချိန်မှာကိုငှက်ကိုစိတ်ထဲကပြင်းမမိတယ်ဟာဒီဘက်ကဘာလဲဘောင်ကောဘာမှမပြောနည်းနည်းတော့မုံဒီစိတ်တော့နည်းနည်းဖြစ်သွားတယ်သူ့ဒါပေမဲ့အဲ့အချိန်မှာသူနဲ့ကိုနဲ့တိတ်တိတ်ဘယ်လိုပြောမလဲတိတ်အစီမကတ်တော့ဘောဒါပေမဲ့ချစ်ပါတယ်အဲ့လိုနေချင်ရင်းသားနေပြောနှစ်နှစ်တည်းတဖြည်းဖြည်းကြာရတဲ့အခါကျတော့ ဂိုးတွေဟိုတဖြည်းဖြည်းနဲ့မရင်းစားဆိုတာလည်းတဖြည်းဖြည်းနဲ့အစွဲပေါက်လာတာပေါ့လေထားပါတော့အဲ့လိုဖြစ်လာတယ်ဘလူးဖြစ်လာတဲ့အချိန်တော့မှအဲ့ဒီဇက်ပေါင်းဖန်တီးတဲ့အချိန်မှာဦးစင်မှာသူ့ရဲ့နောက်ဆုံးအချိန်တွေပေါ့ကိုငှက်ရဲ့နောက်ဆုံးအချိန်တွေကိုငှက်ကဦးစင်ထမှာနေသွားအဲ့ကာလာတွေကအဲ့ဇက်ပေါင်းဖန်တီးတဲ့အချိန်မှာသူနဲ့ကိုနဲ့ကဟိုအမှုပညာကြောင့် music ကြောင်းတွေကိုဘယ်လိုပြောမလဲဟိုဆွေးနွေးတိုင်နေလို့အရန်ခေါင်းနေပြီအဲ့အချိန်မှာ ဟိုရောက်တယောက်စကားပြောကြရင်ဂရတီးနေနေအဲ့လိုပဲကန်တီးမှာစကားပြောကြရင်ကိုငှက်ကဘာမေးလဲဆိုဟဲ့လူရဲ့ခမရနေပါဦးနဲ့ခမရခွေကိုဘာလို့မော်စော်တိကမယူခဲ့တာလဲတဲ့ဟာလို့ခမရမေးပြီလားလို့ကျွန်တော်အဲ့ရကိုစောင့်နေတာနှစ်ပေါင်းများစွာကြာခဲ့ပြီလို့အဲ့နဲ့စောစောပြောတယ်ဖြစ်ဖြစ်လေးသူ့ပြန်ပြောပြလိုက်တာသူအရင်တော့တော်တော်ထလာရမှာဩကိုငှက်ကြောင့်သိရမှာဟင်းအဲ့မှာစုံလွတ်တာဟာတိတ်ပဲမှမရှိရတာခမရလဲတဲ့ကျွန်တော်ကဘလို့လို့ဝေဖန်ရဲမှလဲတဲ့ ကျွန်တော်ကျွမ်းကျင်တဲ့ဘာသာရမဟုတ်ခင်ဗျာတချင်းတွေက rock တွေတဲ့ကျွန်တော်ဘာသာရမဟုတ်ဘူးတဲ့ကျွန်တော်မကျွမ်းကျင်တဲ့ဘာသာရကိုကျွန်တော်ဝေဖန်ရင်ကျွန်တော်ခွင့်ပြုသွားမှာပေါ့မှောင်းသွားရင်ဘာလို့ကျွန်တော်ဝေဖန်ရမှာလဲတဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာ तू စကားကို तू ပညာရှင်ဖြစ်မှန်းစကားကိုထွက်သွားပြီခင်ဗျာအခွေရ rock တွေလို့ပြောလိုက်တယ်ဟုတ်တယ်ကဒါ rock ခွေဆိုတာတော်တော်များများတော့ rock ခွေလို့မသိဘူးเนาะအဲ့တော့ပြောချင်တာဟို color ပေါ့ rock color ဖြစ်နေတာပေါ့အဲ့တော့အဲ့ဒီအချိန်မှာကိုသူ့အစားအသိအစင်မပြေတဲ့ ဟိုပြောရရင်နည်းနည်းတော့တိမ်မကြည်လင်တဲ့စိတ်ကအဲ့မှာသူ့အရန်အရန်ကိုအားလဲအားလာသွားပြီးတော့မှဟာငါတော်တော်ငါတော်တော်မှားခဲ့တာပဲပေါ့ဟာကိုခင်ကျွန်တော်ခမရကိုအရန်တင်းခဲ့တယ်လို့အဲ့တော့မှဟာခမရအလိုကြီးလားလို့ဆိုတော့သူ့ပို့ပြီးတော့အရင်ကပို့နှစ်ဆပို့ကြည့်ညူသွားတယ်ဟိုတော်တော်ပညာရှိတဲ့ဘဲပဲပေါ့နော်တော်တော်ကိုပညာဘယ်လိုပြောမလဲပြည့်စုံလို့နဲ့ကွာ music တစ်ခုကို तू မကြွမ်းကျင်တဲ့ကိစ္စတစ်ခုကိုမွေးပန်းဘူးဆိုတာ तू က तू ဆိုတဲ့ music ဒါကိုစင်းတော်လည်းသိလာပဲ။ तू ဆိုတဲ့ music ကတသက်ပဲ။ဒါပေမဲ့ तू ကနာမည်ကြီးတယောက်ဖြစ်လို့ဒီဟာကြီးကမဟုတ်ဘူးလို့ तू ဘဝေပန်ရဲဘူး။ Yeah, I'm a solo ီးရှိတယ်ဟုတ်တယ်အဲ့တော့ဆောပြောချင်တာကမော်ရီဇာဘာမှမဟုတ်ခင်မှာတော့မှထူးရင်တင်လို့ပုံကူမျိုးပါမော်ရီဇာကိုမွေပန်ခဲ့ဘူးဘူးမရှိပြန်ခဲ့ဘူးဘူးအဲ့ဒါကိုကြည်ကျင်ရပြန်လူပညာသည်ရှင်းပြန်ကြကိစ္စမဟုတ်ဘူးဆိုတော့ကိုပို့ပြီးတော့သိလာဟုတ်ကဲ့နော်ဟုတ်ကဲ့အဲ့တော့ပြောချင်တာအဲ့တော့ဆောဆောပြောသလိုဆက်ပြောရလို့ရှိရင်အခုအစိုးပြန်ကြတယ်ဘာလို့ပြန်နေကြတာလဲလူပညာဘယ်သူနဲ့ဘယ်သူနဲ့ဘလို့ဘလို့သွားပြီးရှင်းပါလဲ ူ့ယင်ဘတ်ထဲကလာတဲ့အမှုပညာသူ့ယင်ဘတ်ထဲကလာတဲ့အမှုပညာဘလို့သွားတူနိုင်မှာလဲအဲ့တော့အဲ့တော့နောက်ဆုံးမေးခွန်းကိုပြောရလို့ရှိရင်တော့အမှုပညာဆိုရှင်မင်းကကိစ္စမဟုတ်ပါဘူးနော်အခုဆိုပြောတွေပမာပြီမှာအရန်လှုပ်လာပါတယ်အဲ့တော့ဒီကိစ္စကိုလည်းဟိုတနေ့ကဘယ်ဟို journalist တယောက်ကမေးတယ်ဘာမေးလဲဆိုတော့အခုအပြင်မှာတချင်းတွေပြန်ဆိုတေးနေပတ်သက်ပြီးတော့နော်ဟိုပြတချင်းတွေပျက်စီးတယ် ပြန်ဆိုတဲ့ဥစ္စာတွေကမလုံသိမ့်ဘူးလုံသိမ့်တယ်ဘာညာဆိုတဲ့စကားတွေအရင်ဖောင်းပေါ်နေအဲ့ဒီပုံမှာကိုမော်ရီဆန်အမြင်လေးပြောပြပါဆိုတော့ငါတို့ဘာများလုံးလို့ရလို့လဲလို့ပြန်ဆိုရဲဆိုတာကတော့တကယ်တော့အမှုပညာဆိုတော့ပြန်ဆိုစရာပြန်ဆိုဖို့မဆိုသင့်တဲ့ကိစ္စတခုပဲလို့ဘာဖြစ်လဲဆိုတော့ဟိုဘယ်လိုပြောရမလဲ तू ကဘာအတွက်ဆိုထားမှလည်းမသိဘူးနော် तू ကဘာအတွက်ဆိုထားတာလဲ तू ဘယ်တော့ဒီခံစားပြီးဒီသချင်းတစ်ပုဒ်ကိုဖန်တီးထားတာလဲအဲ့ဒါတွေကိုကိုမသိဘဲနဲ့ကိုတွေကကိုကိုခံစားချက်ပေါ့ပေါ့ပါပါလေးနဲ့ပြန်ဆိုရဲ့ တော့တခြင်းတွေအများဆုံးဟိုရာခိုင်နှုန်းနဲ့တွက်မယ်ဆိုလို့ရှိရင်ပျက်စီးသွားတဲ့ခြင်းကများတယ်ကိုကိုတိုင်းလည်းသူများခြင်းတွေပြန်ဆုပ်ခဲ့ဘူးတယ်ဒါပေမဲ့တချို့ကတော့ဟာကိုဝင်းစားထားပါတဲ့ခြင်းတစ်ပုတ်ဆိုလိုက်တာမူရင်းဆိုတော့လည်းကောင်းတယ်ဟာပိုတော်မိုက်သေးတယ်လို့ဘာလို့ညာလို့တွေအကိုဆိုလိုက်အကိုခြင်းဖြစ်သွားတယ်လို့ဘာလို့တွေပြောကြပါတယ်ဒါပေမဲ့အကိုကလက်မခံပါဘူးဘာကြောင့်လဲမူရင်းကောင်းလို့ကောင်းလာပါနော်ဘာလို့လဲဆိုတော့အကိုခြင်းတစ်ပုတ်ကိုပြန်ဆိုတော့မယ်ဆိုလို့ရှိရင်အဲ့ဒီစောစောပြောတဲ့မူရင်းအဆိုတော့ဘာတွေအာသာချက်ရှိလဲဘာတွေကောင်းလဲအဲ့ဒါတွေအရေးဆုံးလေ့လာပြီးမှ ပြန်ဆိုတာဖြစ်တယ်အဲ့တော့ဟုတ်ပြီအခုဆိုတော့အစိုးပြိုင်ပွဲအထပ်ပြောရရင်အခုအစိုးပြိုင်ပွဲတွေမှာဘယ်လိုသချင်းမျိုးတွေကိုတုံးပြီးတော့ဖျော်ပြနေတာလဲပြန်ဆိုတေးတွေပဲဖျော်ပြနေတာဟုတ်လားဟုတ်အဲ့ဒါကြီးကိုကိုရီးယားနေပြီးတော့မှာပြန်ဆိုတေးတွေမရှိသင့်ပါဘူးဟာသချင်းဆိုတာအစိုးပြိုင်ပွဲလို့မလုပ်သင့်ပါဘူးလို့ကိုရီးပြောရင်တို့တွေကိုလူတွေမုန်းတာပဲရှိမုန်းမှာဟုတ်ပြောခဲ့ဘူးတယ်ပြောရင်အမှန်တရားပြောတော့တဖြည်းဖြည်းနဲ့ကိုရီးယားဘေးရောက်သွားတယ်ကိုရီးကိုမုန်းလာတယ်အဲ့တော့ဘာများအကျိုးရှိလဲ အခုလက်ရှိစူပါစတားဖြစ်နေပါတယ်ဆိုတော့ဗမာပြည်ကဒေဒီကျဲတဲ့အကုန်လုံးကသူများတချင်းတွေပြန်ဆိုပြီးဒေဒီကျဲဖြစ်လာခဲ့ကြတာမဟုတ်ဘူးလားအခုရက်တည်နေတဲ့လူတွေအကုန်လုံးကအဲ့လိုမဟုတ်ဘူးလားဟုတ်တယ်အဲ့တော့ဒီကိစ္စရုံကတော့ပြောတော့ဘာထုတ်မှာလဲဘယ်သူတွေလက်ခံနေတာလဲဒီပေးတဲ့တွေပဲလက်ခံနေဒီပေးတဲ့လက်ခံလို့ဒီပြဿနာတက်နေတာဟာပြန်မဆုံးနဲ့မင်းတို့ပြန်ဆုံးရင်ဘာဖြစ်လဲပြောတော့လေဒီပေးတဲ့ပဲ အားပေးတော့လေဒီအားပေးတော့ဒီပေးသက်ပဲဒီလူဒီကလေးတွေဒီကောင်တွေကိုအားလက်ခံတော့လေဒီပေးသက်ပဲနောက်ဟိုတခုကလေကျွန်တော်တို့ဟိုမြင်တော့ပေါ့ဒီသချင်းတစ်ပုတ်ကသချင်းဟောင်းတစ်ပုတ်ကဘယ်နှယောက်ကဘယ်နှခါပြန်ဆိုမှာလဲဗောနော်သူရတော့တော့တော့ဘလောက်ထထွက်လာတော့မှာလဲဗောနော်အဲ့ဒါမဟုတ်ဘူးပြောချင်တာအဲ့ဒါပါပဲနောက်ဆုံးပြောချင်တာကတော့အမှုပညာဆိုတာဖန်တီးရဲ့ကိစ္စပါဖန်တီးရမှာဖန်တီးရမှာမှားနေတယ်ไอ้ซูเปอร์นี่ผิดละเนี่ยตัวกลีเนี่ยบาผิดละจ้ะเลยสู้ตูเนี่ยทะชิ้นโหบลูเปลี่ยนซูไปแล้วสู้ล่ะเว้ยตรุก้องได้มาสิเลย တချင်းတဘုတ်ကိုဘလို့ဖန်တီးမလဲဆိုတဲ့အဲ့အတက်ပညာပိုင်းကိုသူတို့စိတ်ကိုဝင်စားအောင်အဲ့ပြောလိုက်မယ်အမုန်းခံပြီးပြောလိုက်မယ်လူငယ်တွေအကုန်လုံးကိုတချင်းကိုမရေးနိုင်ရင်ဘလို့ပညာလောကထဲမှာရက်တီဖို့မစင်စားပါနဲ့ဘာဖြစ်လို့လဲစေစံနာနဲ့ပြောတာမျက်နှာငယ်ရတယ်ဟုတ်တယ်ဒိဋ္ဌိကျအောင်မြင်နေပါလေဆိုတဲ့ဂုရုကြီးတွေဆရာကြီးတွေတောင်သူများတချင်းကိုမျှော်ဝေးနေရတဲ့အတွက်ဒီကောင်တွေမျက်နှာငယ်နေရတယ်တက်တယ်ပြောတာဟုတ်တယ်မလားအဲ့တော့ဘလို့လုပ်မလဲ သေသွားပြီကိုငှက်ထွေးတယ်သေသွားတဲ့ချိန်မှာဝေးသွားတဲ့ခါဆိုပြီးသူ့ရဲ့အုတ်ဂူလေးမှာကြေးပြားခတ်ပြီးတော့သူ့ကိုဂုံပြုတ်ထားတယ်ဘာဖြစ်လို့လဲကြံခဲ့တာနော်သူဖန်ထိခဲ့တယ်လို့ပြဒီတပုတ်ထဲမဟုတ်တော့ဒါပေမဲ့အများကြီးပဲအများကြီးတဲ့မှာဒီတပုတ်ထဲကိုဝေးသွားတဲ့ခါဆိုတဲ့ဟာလေးကိုဒီလိုပူဇော်ခဲ့တယ်နော်ဒါဒါဒါဘယ်လိုပြောဒီလိုမျိုးလေးခန်းခါနာနာနဲ့ဖြစ်သွားခန်းခါနာနာထားခဲ့တယ်ဟုတ်ပြီအခုဘမပြပါနာမည်ကြီးကြပါလေဘာတွေခြံခဲ့မလဲ မတို့ပညာဆိုတာထားခဲ့ရမှာလူကတေဝမ်းရဘာမှယူသွားလို့မရအောင်တေသွားရင်ဘာမှယူသွားလို့မရအောင်မတို့ပညာမှာတေသေးဘာကောင်းတေသေးဘဲကောင်းတေသေးမတို့ပညာမှာပို့ဆိုးတယ်တချို့နာမည်တော့လူတော်မတေသေးဘူးနာမည်ပျောက်သွားတဲ့မတို့ပညာရှင်တွေအများကြီးပဲဟုတ်နော်အဲ့တော့ကိုငှက်လူရန်တရီရနေတယ်ကိုငှက်အရန်ကြီးပါတယ်ကိုငှက်မပြောပါနဲ့ကိုငှက်ကြောင်းကိုခင်ဝမ်းနှစ်ခွေဝတ်ထွက်ခဲ့ဦးတယ် ကိုကိုခင်ဝမ်းဆိုတာအလွန်မတန်နှဲပါလေဒါပေမဲ့ကိုခင်ဝမ်းသချင်းတွေကုချိန်တိလူတွေတန်းတာနေတော့မဲ့ဟုတ်တယ်ကိုတွေလက်တီးခဲ့ဘူးတဲ့ဟုတ်ပါလေးစားခဲ့ဘာကြောင့်သူ့အမှုပညာသူဖန်တီးခဲ့အမှုပညာတွေကြံခဲ့တယ်ဒိုးလို့ကိုတွေအများကြီးငယ်စင်ရအများကြီးနောက်ကျလေးစားတယ်သူသချင်းသူဖန်တီးခဲ့ဒိုးလို့ဆိုတဲ့မှတ်တိုင်တစ်ခုသူစိုက်ထူနိုင်ခဲ့တယ်ဒါတွေကိုကြည်ချင်းအဖြစ်ဒါဖန်တီးမှုအမှုပညာဆိုတာဖန်တီးမှုပေါ်မှာအမှုပညာအမှုပညာ တမားအမှုပညာဖန်လေးရမယ်ကြော်ကြားတာမကြော်ကြားတာကိုလို့စိတ်ဝင်စားဘူးမရိစာနာမည်မကြီးပါဘူးဒါပေမဲ့ကျင်တဲ့ကိုပေါ့